မင်္ဂလာပါနိုင်ငံခြားသားတွေကကိုယ့်ရဲ့နာမည်ကိုကိုရီးယားလိုမေးချင်တဲ့အခါမှာဘယ်လိုမေးလို့ရလဲဆိုတာကိုပြောပြပေးပါမယ်အဲ့တော့ကိုရီးယားမှာကရက်ဆွဲတွေကိုပြောတဲ့အခါမှာကြီးစင်ငယ်လိုက်ပြောပါတယ်ခုနှစ်ပြောမယ်ပြီးရင်လပြီးရင်နေ့ရက်ပေါ့နော်မြန်မာနဲ့ဆင်တော့ဆန်းကျင်ပဲဖြစ်ပါတယ်ကိုရဲ့ဒီနောက်ဆုံးနံပါတ်ပေါ့နော် ခုနှစ်ရဲ့နောက်ဆုံးနံပါတ်ကိုကြည့်ပြီးတော့နာမည်လေးတွေပေးထားတာဖြစ်ပါတယ်0နဲ့0နဲ့ဆိုရင်ရာပေါ့နော် တော့1နဲ့ဆုံးနေဆိုရင်မီ2နဲ့ဆုံးနေဆိုရင်ကတော့ချဲကိုရဲ့ခုနှစ်မှာအာ3နဲ့ဆုံးနေဆိုရင်ကတော့ e ပေါ့နော်အဲ့လိုလေးတွေသူကနံပါတ်90နံပါတ်လေးတွေယူလို့ရတယ်ဆိုတော့ပြပြထားတယ်ပြီးရင်ကိုရဲ့မွေးဖွားတဲ့လကိုပြန်ကြည့်ပါမယ် January လကနေပြီးတော့ December ထိသူကနံပါတ်လေးတွေပေးထားတယ်ပေါ့နော်အဲ့မှာ January မှာမွေးဖွားတဲ့သူဆိုရင် han ဧပြီမှာမွေးတဲ့သူဆိုရင်ဂျိုဇွန်လဆိုရင်ယင်အဲ့လိုပေါ့နော်နောက်ဆုံးဗာကြည့်မလဲဆိုတော့ကိုမွေးဖွားတဲ့ရက်ကိုကြည့်မှာဖြစ်ပါတယ်အဲ့တော့တရက်နေ့ကနေပြီးတော့33ရက်နေ့အထိအဲပေးထားတယ်ပေါ့နော်တရက်နေ့မွေးဖွားတဲ့သူဆိုရင်ဂျင်းနေ့ရက်နေ့ဆိုရင်ခွာ၃ရက်နေ့ဆိုရင်ဂျီဒီရက်နေ့မွေးဖွားတဲ့သူဆိုရင်ဟျိုအဲ့တော့ဒီမှာကလာရက် ခုနှစ်ကိုကြည့်ပြီးတော့ကိုရင်နာမည်ကိုမဲရမှာဖြစ်ပါတယ်။အောက်မှာသူကဥပမာအနေနဲ့ပြောထားပြထားပေးတယ်ပေါ့နော်။မေလာ17ရက်နေ့1998မွေးဖွားတဲ့သူဖြစ်မယ်ဆိုရင်မေဆိုတော့မေမာကအာယွန်းရှိတယ်။ပြီးရင်17ရက်နေ့ကတော့ un အဲ့တော့ခုနှစ်ရဲ့နောက်ဆုံးနံပါတ်ကကြတော့8ဆိုတော့8ကိုလိုက်ကြည့်တဲ့အခါမှာ8ကအာပေါ့နော်။အာနဲ့ဆုံးသက်တဲ့အဲ့တော့ ยูนอึนอายูอึนอายูอึนอาบ่เนาะเออโคจิเมซยูนาหรือขอเลยบ่เนาะยูนาเอ้ออารมณ์เมตาลีริจิပြီးတော့ကိုရဲ့နာမည်ကိုမေ့ကြည့်လိုက်ဦးเนาะအားလုံးပဲစိတ်ဝင်စားစရာကောင်းမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အညာ